ကျောင်းသား22ယောက်ရဲ့အသက်ကိုတနတ်သမားလက်ကနေလွတ်မြောက်အောင်အခုလိုကာကွယ်ခဲ့တဲ့ဘာမောက်ခပရိသတ်များအားလုံးပဲမင်္ဂလာပါဘာမ H3 လုံးချန်နယ်ကနေကြိုဆိုပါရစေ2008ခုနှစ်ဧပြီလ16ရက်နေ့တနင်္လာနေ့မှာအမေရိကန်ပြည်ထောင်စု Virginia ပြည်နယ် Vlaspa မြို့မှာရှိတဲ့ Virginia နေပညာတက္ကသိုလ်မှာလူသားသမားရဲ့အဆိုးရွားဆုံးတပ်ဖြတ်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲဒီမှာဆယ်ယောက်ခန်းသားနေရတဲ့ကျောင်းသားတဦးကတနတ်နဲ့တက္ကသိုလ်ဝင်းထဲကိုဝင်ရောက်ပြီးလူပေါင်း32ဦးကိုဖျက်ဆီးခဲ့ကလူ18ဦးကိုဒဏ်ရာရစေခဲ့ပါတယ် ောက်ဆုံးမှာတနတ်သမားကမိမိကိုယ်ကိုအဆုံးစီရင်ခဲ့တာပါဒီကြီးမားတဲ့အနှိဋ္ဌာယုံဖြစ်ရမှာကြာဆုံးသွားတဲ့သူတွေတဲ့ဘာမောက်ခလေဗီယူလီဘရက်စကူးလဲပါဝင်ခဲ့ပါရင်သူရဲ့လုံဆောင်ချက်ကကိုကျိုးမကြည့်ပဲသူတစ်ပါးအသက်ကိုကယ်တင်တဲ့သူရဲ့ကောင်းဆန်မှုရဲ့အကောင်းဆုံးတင်ဂီတာတစ်ခုဖြစ်လာခဲ့ပါရင်ဘာမောက်ခလေဗီယူလီဘရက်စကူးကရိုမေးနီးယားနိုင်ငံကနေအင်ဂျင်နီယာဘာသာရပ်နဲ့ပါရဂိုဘွဲကိုရရှိခဲ့သူဖြစ်ပြီးအလွန်ထူးချွန်တဲ့သိပ္ပံပညာရှင်တဦးဆိုရင်လည်းမမပါဘူး 1998ခုနှစ်မှာတော့သူရဲ့ပညာရေးဆိုင်ရာအောင်မြင်မှုတွေကြောင့်အမေရိကန်ပြည်ထောင်စုကိုပြောင်းရွှေ့ခွင့်ရရှိခဲ့ပြီးဗာဂျီနီးယားနည်းပညာတက္ကသိုလ်မှာအင်ဂျင်နီယာသိပ္ပံနဲ့ဆက်မှုဘာသာရပ်ပါမောက်ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူဟာလေရင်ပြန်တမ်းမှုနဲ့အာဂတာရင်မှုဆိုင်ရာအင်ဂျင်နီယာပညာရပ်မှာကျွမ်းကျင်သူတဦးဖြစ်ခဲ့ပြီးနိုင်ငံတကာကအတိအမှတ်ပြုခံခဲ့ရတဲ့ဘာရီကိုတဦးလည်းဖြစ်ပါတယ်။သူရဲ့ဘဝကစေပေးတံကိုကျော်ဖြတ်ခဲ့ပြီးပညာရေးဆိုင်ရာအောင်မြင်မှုတွေနဲ့ပြည့်စုံခဲ့တာပါ။သူမှာအသက်86နှစ်ရှိပြီဖြစ်တဲ့အတွက်မကြမီအငိမ့်စားယူဖို့စီစဉ်ထားဆဲလဲဖြစ်နေပါတယ်။ 2009ခုနှစ်ဧပြီလ16ရက်နေ့နံနက်ပိုင်းမှာဗာဂျီးနီးယားနေပညာတက္ကသိုလ်မှာပုံမှန်အတိုင်းသင်ကန်းစာရီစတင်ခဲ့ပါတယ်။ဗမောက်ခလီဗရက်ကူးစ်ကလည်း Norris Hall ဆိုတဲ့ဆောက်လုပ်ရေးအစအဦးရဲ့ဒုတိယထပ်မှာရှိတဲ့သူ့ရဲ့စာသင်ခန်းထဲမှာ Solid မကန်းနဲ့ဘာသာရပ်ကိုသင်ကြားနေခဲ့ပါတယ်။ကျောင်းသားပေါင်း20ကျော်ကသူ့ရဲ့သင်ကန်းစာကိုနားထောင်နေကြတာပါ။နံနက်9:45မိနစ်လောက်မှာတော့အစအဦးတွင်ကနေတနက်တန်တွေကြားလာခဲ့ပါတယ်။စာသင်ခန်းတွေထဲမှာကျောင်းသားတွေကထိတ်လန့်ပြီးဘာရီဖြစ်နေတယ်ဆိုတာကိုမသိနိုင်ခဲ့ကြပါဘူး။ ။ဘာမောက်ကလေဗရကူးစ်ကလည်းအခြေအနေကိုချက်ချင်းသတိပြုမိခဲ့ပါတယ်။သူ့ရဲ့စာသင်ခန်းရဲ့တကားပေါက်ကိုသူ့ရဲ့ကိုခန္ဓာနဲ့ပိတ်ဆို့ခဲ့ပါတယ်။တနတ်သမားကစာသင်ခန်းတကားမှာရောက်ရှိလာခဲ့ပြီးတကားကိုဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာဘာမောက်ကလေဗရစကူးကသူ့ရဲ့ကျောင်းသားတွေကိုအသက်ကယ်ဖို့အရေးအကြီးဆုံးဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပါတယ်။သူကကျောင်းသားတွေကိုပြတင်းပေါက်ကနေထွက်ပြေးကြမြ мян ထွက်ပြေးကြလို့အတန်ကျကျနဲ့ညွန်ကြခဲ့ပါတယ်။သူရဲ့ကိုခန္ဓာကိုတကားမှတင်ပြီးတနတ်သမားကစာသင်ခန်းထဲဝင်လာမှကိုတားဆီးခဲ့ပါတယ်။ ကျောင်းသားတွေကပါမောက္ခရဲ့ညွန်ကြားချက်အရပြတင်းပေါက်တွေကနေခုံချပြီးအပြင်ဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။တနတ်သမားကတကားကိုအချိန်ချင်းပြစ်ခတ်ခဲ့ပါတယ်။ပါမောက္ခလီဗရက်ကူးစ်ကတကားကိုသူ့ရဲ့ကိုခန္ဓာနဲ့ဆက်လက်ပိတ်ဆို့ထားခဲ့ပါတယ်။တနတ်ချီဇန်တွေကသူ့ရဲ့ကိုခန္ဓာကိုထိမှန်ခဲ့ပါတယ်။သူအားထိုင်ရအပြင်းထန်ရရှိခဲ့ပေမဲ့လည်းတကားကိုမလွတ်ပဲဆက်လက်ပိတ်ဆို့ထားခဲ့ပါတယ်။သူ့ရဲ့ရဲစွမ်းတတ္တရဲ့အချိန်နဲ့ကျောင်းသားတွေကအချိန်တွေအများကြီးရရှိခဲ့ပါတယ်။ကျောင်းသားများစုကဘေးကင်းရာကိုထွက်ပြေးနိုင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့တနတ်သမားကတကားကိုဖောက်ထွင်းနိုင်ခဲ့ပြီးစာတင်ကန်းတွေကိုဝင်လာခဲ့ပါတယ်။ သူကဘာမောက်ခလီဗရကူးစ်ကိုအနီးကပ်ထပ်မံပြစ်ခတ်ခဲ့ပါရီဘာမောက်ခလီဗရကူးစ်ကတနက်တန်ရာတွေနဲ့စာတင်ကမ်းထဲမှာပဲကြာဆုံးသွားခဲ့ရပါရီသူရဲ့သူရဲကောင်းဆန်တဲ့လုပ်ရဲကြောင့်ចောင်းသား22ဦးကအသက်ရှင်လျက်လွတ်မြောက်ခဲ့ကြပါရီဘာမောက်ခလီဗရစကူးရဲ့တည်ဆုံမှုကကဘာကြီးကိုတုံ့လောက်ခြောက်ချစေခဲ့ပါရီသူရဲ့သူရဲကောင်းဆန်တဲ့လုပ်ရဲကိုလူအများကအံ့ဩချီးကျူးခဲ့ကြပါရီသူရဲ့လောက်ရကကိုကျိုးမကြည့်ပဲသူတပားရဲ့အသက်ကိုကယ်တင်တဲ့ရဲရင်မှုရဲ့သင်္ကေတအဖြစ်ကဘာကတည်အောင်ပြောပြနိုင်ခဲ့ပါရီ ။ဗာဂျီးနီးယားနည်းပညာတက္ကသိုလ်ကလည်းဘာမောက်ကလီဗရယ်9ရဲ့ဒူရဲကောင်းဆံမှုကိုဂုဏ်ပြုခဲ့ပါတယ်။သူရဲ့အလောင်းကိုအစ္စရေးနိုင်ငံကိုပြန်သေးဆောင်ခဲ့ပြီးထဲအဖီမြို့မှာဂုဏ်ပြုမှုနဲ့မြှောက်နှံခဲ့ပါတယ်။အစ္စရေးနိုင်ငံအစိုးရကလည်းသူ့ကိုဂုဏ်ပြုတစိတ်တွေချီးမြှင့်ခဲ့ပါတယ်။ရိုမေးနီးယားနိုင်ငံကလည်းသူ့ကိုနိုင်ငံကုန်တိုက်ကစုတစိမ့်နဲ့ဂုဏ်ပြုခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုမှလည်းသူ့ရဲ့ဒူရဲကောင်းဆံမှုကိုအမှတ်ရစေဖို့အမျိုးသားဂုဏ်တိုက်ကစုတစိမ့်ကိုချီးမြှင့်ခဲ့ပါတယ်။ဗာဂျီးနီးယားနည်းပညာတက္ကသိုလ်မှလည်းသူ့ရဲ့အမည်ကိုချီးမြှင့်ပြီးဆောက်လုပ်ရေးဆောင်အောင်တစ်ခုကို Liberal School Hall လို့အမည်ပေးခဲ့ပါတယ်။ သူရဲ့ဇလန်းကိုစာအုပ်တွေရုပ်ရှင်တွေစာရန်းတွေမှာဖော်ပြခဲ့ကြပါတယ်။ဘာမောက်ကလီဗရကူးစ်ရဲ့ဇလန်းကလူသားတွေရဲ့အကောင်းဆုံးဂုဏ်တက်တီတွေကိုပြသနေတဲ့ဇလန်းတစ်ပုဒ်ပါပဲ။သူရဲ့သူရဲ့ကောင်းဆံမှုကကဘာကြီးကိုပုံမကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာစေဖို့အားထုတ်နေပါတယ်။ကျွန်တော်တို့ကသူရဲ့သူရဲ့ကောင်းဆံမှုကိုအမြဲတမ်းမှတ်သားပြီးကျင့်သုံးကြဖို့လိုအပ်ကြောင်းပါ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။